hello မနက်နေ့ကျွန်တော်ဒီနေ့ပြောပြသမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က copyright 3လချိန်ထိမှာ page quality အနေအထားဖြစ်ပြီး page rich enrichment ကြပြီးမှကျွန်တော်ရှင်မှာ service အထားဥစားပါနော်ဒီ page ကကျွန်တော်ရှင်မှာ service အထားလာဒီနေ့နဲ့ဆိုရင်45ရက်လောက်ရှိသွားခဲ့တဲ့အတွက်ကြောင့်ဒီ page ကို request view တင်ပြီးမှဘယ်လိုဆင်းရလို့သွားမလဲဆိုပြီးဒီ video မှာကျွန်တော်ပြပြချင်းပြပေးမယ် part 1 video မှာဒီ page ကိုမသိနားမလဲပဲသူ page မှာဘယ်လိုအမားမျိုး လုပ်ခဲ့မိတယ်အဲ့ဒီအမားကိုဘယ်လိုဖယ်ရှားသွားရလဲဘယ်လိုရှာပြီးသွားရလဲ page ကိုဘယ်လို setting setup လုပ်ပြီးတွားရလဲဆိုအားလုံးကျွန်တော်ပြပြပေးထားတယ်။ဒီ part 2 video မှာတော့ဒီ page quality အနေနဲ့အစရန်လုပ်ပုံလို့အသေးစိတ်လေးပြီးကျွန်တော်ပြပြပေးမယ်။အနည်းငယ်ကျွန်တော်ဒီနေရာမှာပြပြပေးမယ်။ဒီ page ကိုနာမည်နဲ့ပဲဘယ်လို content မျိုးတင်ထည့်မိတဲ့အတွက်ကျွန်တော် page quality အနေနဲ့ပြပြခဲ့ရဆိုမှ ဒီ page ကဗီဒီယို creator တယောက်ဖြစ်ပါတယ်သူဗီဒီယိုတင်တဲ့ခါမှာတချို့ဗီဒီယိုမှာနောက်ခံတခြင်းလေးတွေပါသွားခဲ့တယ်နောက်ခံတခြင်းထည့်ပြီးသွားတဲ့အတွက်ကြောင့်အဲ့ဒီနောက်ခံတခြင်းတစ်ဆင့်ကော်ပီထိသွားခဲ့တယ်တချို့ဥစ္စာမှာဆိုသူကဒီ second shot တရိုက် second shot ရိုက်ပြီးမှသူ page မှာတင်ပြီးသွားတဲ့ခါမှာ second shot မှာ violation ဖြစ်ပြီးမှ page quality အနီအောင်ပြစ်သွားခဲ့တယ် strike ထိသွားခဲ့တဲ့အတွက်ကြောင့်အဲ့ဥစ္စာနဲ့ပတ်သက်ပြီးတင်လို့မရအောင်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး page နဲ့ပတ်သက်ပြီးရှောင်ရဆောင်နဲ့ပတ်သက်ပြီးအားလုံးအသေးစိတ်ကျွန်တော်ပြပြပေးလို့ချင်ပါတော့အခုဒီ page ဆောင်နဲ့တင်တဲ့ဗီဒီယိုတင်တဲ့ live screen တွေမှာအားလုံးနောက်ခံတခြင်းမပါဘဲနဲ့ ပြီးလို့ရှိရင် second shot နဲ့ပတ်သက်လုံးဝမတင်တော့တဲ့အတွက်ကြောင့်မို့ဒီ page က performance တော်တော်လေးကောင်းတဲ့အတွက်ကြောင့်မို့ request တွေပြီးကျွန်တော်တင်ပေးတော့မှဖြစ်ပါတယ်။အဲ့အတွက်အရင်ဆုံးကျွန်တော်ဒီဖက်လာပြီးမှ page grow at risk တို့ကျွန်တော်တစ်ချက်နေပြီးမှကျွန်တော်ပြပေးပါမယ်ဒီနေ့တစ်ချက်ချင်းမျိုး star ကကောင်းတော့ခဲ့တယ်သူကျွန်တော်ကိုဆက်ဆက်ချင်း service add on ဆိုတော့ဆိုရင်ဒီနေ့မှာ page recommendation is suspended ဆိုပြပါမှာ star touch ကပြတော့ခဲ့တာပေါ့နော်အဲဥစား copy post copy content ဖြစ်လိုက်တဲ့ page ကိုစစ်ဆေးပြီးမှဖြစ်နေတဲ့အမားလေးတွေ lower text setting setup တွေတခြားချိန်ပြီးမှကျွန်တော်ပြောတဲ့အတိုင်း video တင်တော့ခဲ့တဲ့ချိန်မှာ star touch ကပြတော့ခဲ့မှာ ကရိုအက်တူဖစ်ဆုပ်နာပဲပြသွားခဲ့တာပေါ့နော်အခုဒီမစ္စတာပြသွားခဲ့ပြီစတာကောင်းသွားခဲ့ပြီဆိုရင်ကျွန်တော်ပစ်မှာ post at the content at တင်ပြီးသွားခဲ့တဲ့ဆိုရင်ကျွန်တော် page မှာရှိတဲ့ follower အားလုံးစီကို notification ရောက်စေတဲ့ဒီ page နဲ့ follower မဖြစ်သေးတဲ့အခြားလူတွေကိုလည်းဒီ page မှာတင်တဲ့ content နဲ့ပတ်သက်ပြီး relate ရှိတဲ့ဥစ္စာတွေတော့ဒီ suggest အနေနဲ့ပို့ပေးတဲ့အတွက်ကြောင့် follower အစ်စ်တွေတိုးပြီးလာတဲ့ english မှာအစ်စ်တွေတိုးပြီးလာတဲ့အကယ်လို့ page ကစီအောင်စီဝဲလို့တဲ့ဆိုရင် customer အစ်စ်တွေတိုးပြီးလာတဲ့အတွက်ကြောင့် page က performance တော်တော်လေးကိုအဆင်ပြေတော့ခဲ့ပါပြီအဲ့တော့ကျွန်တော်တို့ request view တင်မှုစဉ်ကျွန်တော် defect တစ်ချက်သွားမယ်ပြီးလို့ရှိရင်ဒီဥစ္စာတစ်ချက်ပိတ်မနေနဲ့အောက်ဆင်းသွားလိုက်ပါမယ် နည်းနည်းအောက်ဆင်းသာခဲ့ပြီဆိုရင်ကျွန်တော်ဒီအောက်မှာတစ်ချက်ကြည့်မှာဆိုရင် delete all your post ဆိုပြီးရှိရကျွန်တော်ဒီနေရာမှာအနည်းချင်းချင်းတော့ပြပြပေးမယ်ကျွန်တော် page မှာဘယ်နေရာ copy post တင်ထားတယ်ဘယ်နေရာအမားလုပ်ထားတယ်ဘယ်နေရာ violation လုပ်ထားတယ်ကျွန်တော်ကိုယ်တိုင်မသိဘူးဆိုရင်တော့ကျွန်တော် page မှာရှိတဲ့ content တွေနဲ့အားလုံးဖြတ်ပြီးမှ genuine content original content လေးတွေတင်ပြီးမှအဲ့ဒါမှကျွန်တော် request တွေတင်ပြီးသွားရမယ်ဒါပေမဲ့ဒီ page ဆိုတော့ကျွန်တော်ကိုယ်တိုင်တခြားစစ်ဆေးပြီးမှဖြစ်နေတဲ့အမားလေးအားလုံး filter ထားတဲ့အတွက်ကျွန်တော်ဒီမှာတစ်ချက် live group အနေနဲ့ကျွန်တော်ပြပေးပါမယ် sport and boss you are allowed to check me ma violation content နဲ့ပတ်သက်မှာအလုံးကျွန်တော်ဖြတ်ထားပြည်ပြီးလို့ရှိရင် pitch မှာရှင်းဆက်ပြီးမှထိလာမယ့်ဥစ္စာလေးတွေဖြစ်လာမယ့် violation ဥစ္စာနဲ့ပတ်သက်မှာလည်းတစ်ချက်ဖြတ်ပေးထားတဲ့အတွက်ကျွန်တော် request submit တင်ဖို့အဆင်သင့်ဖြစ်တဲ့အတွက်ကျွန်တော် request submit တင်မယ်နေရာတော့ short ကျွန်တော်တွားလိုက်ပါမယ် ကျွန်တော်ဒီနေ့ချက်လာပြီဆိုရင်တော့ကျွန်တော်ဒီမှာလက်ရှိသုံးနေတဲ့ Gmail တကူကျွန်တော်ထည့်သွားမယ်အတွက်ကြောင့်ကျွန်တော်လက်ရှိသုံးနေတဲ့ Gmail လို့ copy ကူးပြီးမှထည့်သွားမယ်အကယ်လို့လူ Gmail လို့ page မှာလည်းအခုလိုအတိုင်းဖြစ်နေတဲ့ဆိုရင်တော့ဒီပုံစံအတိုင်းလေးပဲလုပ်ပြီးမှကိုယ်ကိုယ်တိုင်ဖြည့်ရှင်းသွားလို့ရပါတယ်ခင်ဗျာနော်အကယ်လို့ဖုန်းမရှိရဲ့ဖုန်းနဲ့လုပ်သွားချင်တယ်ဆိုလို့ရှိရင်လည်းဖုန်းမှာ Chrome browser download ဆွဲပြီးမှ Chrome browser မှာ Facebook account ကို login ဝင်မှလုပ်ဆောင်သွားပါကျွန်တော်ဒီနေ့အဖိလ်တင်မှာစာသားထည့်သွားမယ်အတွက်ကြောင့်အင်ဇွန်ကျွန်တော်ဒီ page ရဲ့ URL link တစ်ချက်ကျွန်တော် copy ကူးလိုက်မယ် ပြီးလို့ရှိရင်ကျွန်တော်ဒီမှာစာသားလေးအစစ်စစ်ရေးပြီးထားတာအတွက်ကြောင့်ကျွန်တော်ဒီအောက်မှာ URL page လို့ထည့်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအပေါ်စာသားလေး copy ကူးပြီးမှထည့်သွားရပါမယ်ခင်ဗျာကျွန်တော်ဒီနေအောင်အားလုံးထည့်လို့ပြီးတော့ချက်ပြီးဆိုရင်အောက်ကနေ sense ဆိုတာနေပြီးမှပို့လိုက်ပါမယ်ဒီနေမှာ from some success blues ကိုကျွန်တော် request ဆက်ပြတင်တယ်လုံးဝအောင်မြင်သွား capability user တစ်ချက် okay နေလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ page quality မှာ straight လေးတွေ3 4ကျင်းထိတဲ့အတွက်မြို့ဒီ straight ကိုကျွန်တော် request ဆက်ပြတင်မှုဆိုရင်ဒီဘက်တစ်ချက်လာမယ်ပြီးလို့ရှိရင်ဒီ user တစ်ချက်နေမယ်ဒီပုံစံနဲ့ပေါ်လာချက်ပြီးဆိုကျွန်တော်ဒီ user တစ်ချက်နေမှာကျွန်တော်ဒီမှာဆိုရင်လက်ရှိ ျွန်တော်တို့ရဲ့ page you are link user name ဆိုလည်းရပါတယ်ခင်ဗျာเนาะပြီးရင်ဒီမှာတစ်ချက် page လုပ်မယ်နောက်တစ်ခုကျတော့လက်ရှိတုံးနေတဲ့ gmail ကျွန်တော်ထည့်သွားမယ်အတွက်ကြောင့်ဒီ gmail တစ်ချက် copy လုပ်ပါမယ်ပြီးရင် page လုပ်ထည့်ပြီးဆိုရင်တော့ကျွန်တော်ဒီ user တစ်ချက်နေမှာကျွန်တော်ဒီမှာဆိုရင်ကျွန်တော် page ရဲ့ url link ကိုတစ်ချက်ပြန် copy ပြရပါမယ်အောက်ဆုံးဆိုရင်တော့ကျွန်တော်တို့ဒီ outside the quest tribute ရဲ့ message တာထည့်ပါလိုက်ပါမယ်ခင်ဗျာနော်စာသားလည်းကျွန်တော်ထည့်ချင်တယ်ထည့်လို့မရပါဘူးကျွန်တော် page မှာဖြစ်တဲ့ error နဲ့ကန့်ညီအောင်စာသားရေးပြီးမှထည့်တော့ရပါတယ် ပြီးရင်တော့ကျွန်တော်ဒီ page quality အမြင်ဖြစ်တဲ့ second shot တစ်ချက်ယူထည့်မယ်အားလုံးထည့်လို့ပြီးတော့ save ဆိုရင်အောက်ကနေကျွန်တော် send ဆိုတာနေပြီးတော့ပို့လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်အခုနထည့်လိုက်တဲ့ gmail မှာသူက code ရှင်းလုံးကြမယ်အတွက်ကြောင့်အဲ့ဒီ code ရှင်းလို့ကျွန်တော်တစ်ချက်ထည့်ရမယ်အတွက်ကြောင့် gmail ကိုကျွန်တော်တစ်ချက် refresh လုပ်ပြီးသွားမယ်ကြာလာတဲ့အတွက်ကြောင့်မို့ဒီလိုစတဲ့ချက်ဖွင့်မှာကျွန်တော်ဒီနံပါတ်တခါ3ကုတ်လေးတစ်ချက်ကုတ်ပြီးကူးမယ်တခါ3ကုတ်ပဲဖြစ်ပါခင်ဗျာအစိုးရကျွန်တော်ဗီဒီယိုကြည့်မယ်အဲ့ဒီကုတ်ကိုယူပြီးထည့်ကြတာမရအောင်နော် ပြီးကျွန်တော်ဒီမှာ verify လုပ်ပြီးသွားမယ့်အတွက်ကြောင့်တစ်ချက်နေမယ်ပြီးကျွန်တော်ကားပြတဲ့အတွက်ကြောင့်ကားကိုကျွန်တော်တစ်ချက် select လုပ်မယ်ပြီးကျွန်တော်တစ်ချက်လုပ်မယ် verify နေသွားလိုက်ပါမယ်ပြီးရင်တော့အောက်ကနေ submit နေပြီးသွားမယ်ခင်ဗျာနော် process ကအရင်လွယ်ကူပါတယ်ခင်ဗျာ part 1 video ကြည့်ပြီး part 2 video ကြည့်ပါ step by step ကျွန်တော်ပြပေးတယ် video တစ်ဆက်တည်းလုပ်သွားခင်ဗျာဆိုရင်အချိန်အရင်ကြာတဲ့အတွက်ကြောင့်ပေါ့နော် process ကြာတဲ့အတွက်ကြောင့် ဒီနေ့မှာအချင်းခဏလေးစောင့်မယ်နော်ကျွန်တော် okay ဒီပုံစံလေးဖြစ်သွားခဲ့ပြီဆိုရင်အောင်မြင်သွားတဲ့အတွက်ကြောင့်ဒီလိုစတဲ့ချက် okay နေမယ်ပြီးရင်နောက်ဆုံးတနည်းကကျွန်တော် request ဆက်ပြီးတင်သွားမယ်အတွက်ကြောင့်ဒီ subject ဆိုတဲ့နေရာမှာကျွန်တော် page ကဘာဖြစ်တာလဲ communistical biology ဘောနော်ကျွန်တော် page မှာဆိုရင် tab party ရဲ့ content ယူသုံးပြီးတဲ့အတွက်ကျွန်တော် straight လာတဲ့အတွက်ကြောင့်ဒီ communistical biology တစ်ချက်ထည့်မယ်ပြီးရင်အောက်ကနေရာမှာဒီစာသားလေးကိုတစ်ချက်ပြန် copy ကူးမယ် page လုံးမယ်အခုနောက်အတိုင်းကျွန်တော်ဒီ page ကိုလေဒီ annual period schedule တစ်ချက်ပြန်ထည့်မယ် ထည့်ပြီးတော့ခဲ့ပြီဆိုရင်တော့ organic ကျွန်တော် send နေပြီးတော့ပို့လိုက်ပါမယ်ခင်ဗျာနော် from semi successfully ဆိုလုံးဝအောင်မြင်တော့ခဲ့တဲ့အတွက်ကြောင့်တချို့ကျွန်တော် okay နေပြီးမှ dinner ဖြစ်သွားမယ်အခုလိုမျိုးကျွန်တော် request တွေတင်ပြီးတော့ပြီးဆိုရင်ကျွန်တော် page မှာ post content လေးတွေပုံမှန်လေးတင်ပြီးတော့ရပါမယ်ဒီနေရာမှာ energy ရှောင်ရဆောင်နဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပြီးမော်နော်ကျွန်တော် page မှာဆိုရင် second shot တွေကိုတရက်တင်တော့လို့မရပါဘူးတချို့ second shot မှာဆိုရင်ကျွန်တော် violation ဖြစ်စေကစာသားတွေမှာ violation ဖြစ်စေတယ်တချို့ဆိုရင်ကျွန်တော် kp wave second shot တွေပါတယ်တော့ကျွန်တော်တင်တော့လို့မရဘူးအကယ်လို့ကျွန်တော်တို့က ဒီလုပ်ငန်းလုပ်တဲ့အတွက်ကျွန်တော်အယောင်းဝယ်လုပ်တဲ့အတွက်ကျွန်တော်ကျွန်တော်တင်သွားချင်တယ်ဆိုရင်တော့ second shot တွေကို video recording လုပ်ပြီးမှ short video လုပ်ပြီး corner ကစကားပြောမှတင်သွားမှဆိုရတယ်ဒါမှမဟုတ်အတန်မပါပဲ video လေးလုပ်ပြီးတင်သွားမှဆိုတော့ရပါတယ်ဒါပေမဲ့ second shot တွေက reach များပါတယ်ခင်ဗျာနော်တင်တဲ့ content ကတော်တော်လေးကိုအဆင်ပြေမှရပါတယ်ခင်ဗျာအခုနောက်ပိုင်းက first shot တင်ဖက်က AI က detect လုပ်တဲ့အတွက်ကျွန်တော်တချို့ content တွေမှာဆို straight ထိတာများတဲ့အတွက်ကျွန်တော်ဒီ စကင်ရှော့တွေတတိထားပါနောက်ထပ်တင်လို့များတော့အစတော့ KP Wave ပင်ငွေလဲစကင်ရှော့ Business Sense ကပြောစကင်ရှော့တူတူပေါက်ကတဲ့စကဒီစကလုံးနဲ့ပတ်သက်ပြီးစကင်ရှော့နဲ့ပတ်သက်ပြီးတင်သွားရင်လည်း error ဖြစ်ပါတယ်အဲ့ဒီအစနဲ့ပတ်သက်ပြီး part 1 video မှာကျွန်တော်အသေးစိတ်လုပ်ပြီးကျွန်တော်ပြပေးထားတယ်ဒီ part 2 video မှာ I feel တင်မတင်နဲ့ပတ်သက်ပြီးအသေးစိတ်ကျွန်တော်ပြပေးလို့ဖြစ်ပါတယ်ဒီ page ကပြန်စင်းတော့ဖြစ်ပြီးစကျွန်တော် page ကျွန်တော် channel မှာ live group အနေနဲ့ကျွန်တော်စကင်ရှော့ရိုက်ပြီးမှကျွန်တော်တင်ပေးတော့ပါမယ်လက်ရှိကျွန်တော်ဒီမှာစင် page တစ်ခုကျွန်တော် add ထားတဲ့ဥစားပါနော် page quality အဝိုင်းအောင်ဖြစ်ပြီးမှ service attack ဆိုတော့ကျွန်တော်အဖက်ကပြုပြင်လို့ပြီးတော့ခဲ့တဲ့အချိန်မှာ page ကလုံးဝဆင်းတော့ခဲ့တဲ့ဆိုတော့အကြောင်းနဲ့ပတ်သက်ပြီး live group အနေနဲ့ကျွန်တော် second shot တင်ပေးထားပါတယ်။အဲဒါဆက်လက်တစ်ချက်ပြောကြည့်နိုင်ပါတယ်။အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်။